ထွန်းနိုင်ပြန်လာပါပြီခင်ဗျာအားလုံးပဲမင်္ဂလာပါဟုတ်ထုံးဘာဘူးလဲဘာပြောနေရလဲမျက်စုပြောပြအောင်လေထွန်းနိုင်ကဒီထဲမှာလည်းနည်းနည်းလေးစိုးတော့မယ်နော်တဲ့သူစိုးတာလေးကချစ်ဖို့ကောင်းပါတယ်အမျိုးသားတူကြီးရဲ့မှာလဲကိုထွန်းနိုင်ဆိုတဲ့နာမည်လည်းရှိမှာပဲတကယ်လို့ဘာဖြစ်ရင်လေနာမည်ပြီးကမွန်တက်တွေပါလေလောက်ပြီးပြန်ပြောင်းရင်ပြောင်းလိုက်ပါလို့ကောင်းမြတ်ဆန်ကထွန်းနိုင်ဆိုတဲ့နာမည်ပြောင်းတယ်ပြောင်းပါဦးကျွန်တော်ကကောင်းမြတ်ဆန်ဆိုရင်တော့မှစိုးရဖြစ်နေသူကဒီလောက်လိမ့်ပါတဲ့ကိစ္စအော ဘာပြောနေရလဲမင်းစုပြောပြအောင်လေပြင်ညာတဆရာမင်းမိုင်းဖြစ်ပြီးပေါ့အချိန်လေးကိုလင်မတောင်းတတ်တော့ဟမ်လေခေါ်ချိန်နေမသိဘူးလားထုံးနိုင်ပြန်လာပါပြီခင်ဗျာအားလုံးပဲမင်္ဂလာပါထုံးနိုင်ကဒီထဲမှာလည်းနည်းနည်းလေးစိုးတော့မယ်နော်တဲ့သူစိုးတာလေးရချစ်ဖို့ကောင်းပါတယ်။ဟမ်ဟိုကျွန်တော်ကကျွန်တော်ပြောတာ။ထိုးနိုင်စင်နမဲကလေ။အဲ့ဒါကကျွန်တော်ကျွန်တော်ထင်တယ်စာရေးဆရာမ သို့မဟုတ်ဇညွေးဆရာမเนาะဒါထုံးနိုင်နေ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  trauma ရှိထားတယ်ထင်ပါတယ်ထုံးနိုင်နေပတ်သက်ပြီးတော့တော်တော်ဆိုးတာเนาะထုံးနိုင်ဆိုတာနေကိုကြောက်နေကြပြီအဲ့တော့ကျွန်တော်တို့ဒါအဲအခုတကယ်အမျိုးသားတူရဲမှာလဲကိုထုံးနိုင်ဆိုတဲ့နာမည်လည်းရှိမှာပဲတကယ်လို့ဘာဖြစ်ရင်လေနာမည်ပြီးကမွန်တက်တွေပါလေလုတ်ပြီးပြန်ပြောင်းရင်ပြောင်းလိုက်ပါလို့ကောင်းမြတ်ဆန်ကိုထုံးနိုင်ဆိုတဲ့နာမည်ပြောင်းတယ်ပြောင်းပါဦးကျွန်တော်ကကောင်းမြတ်ဆန်ဆိုရင်တော့မှစိုးရဖြစ်နေလူကြီးက ဒီလောက်လိမ့်ပါတဲ့ကိစ္စအောင်နောက်မှပြင်လိုက်တာနမလေးတာပဲအဲနမေတက်လိုက်တာလည်းအဲ့လိုဖြစ်သွားစီးသွားဆိုတော့တကယ်အပြင်ကထွန်းနိုင်နေရောပြောချင်မပြောချင်ပါဘူးသူတို့မဟုတ်သူတို့ကလည်းကောင်းရင်လည်းကောင်းပါပါထွန်းနိုင်နေတော့မဆိုင်ပါဘူးဒါဇလန်တွဲထဲမှာသာထွန်းနိုင်ဆိုရင်မကောင်းကြတာများပါတယ်အဲ့လိုအဲ့လိုမကောင်းကြတာများပါတယ်ဘသူကဘသူကိုရဲတိုင်းငါကသူ့ရဲ့တရားဝင်မိန်းမဟောမှသူနဲ့မွေးထားတဲ့တားနဲ့သမီးနေတော်လင်ခုံးမှုနဲ့တရားစွဲလို့ရတယ်လင်ခုံးမှရဲတယ် အာအဲ့ဒါတန်ဖိုးစင်းအရန်မိုက်တယ်အရန်မိုက်တယ်အရန်မိုက်တယ်အဲ့ဒါတကယ်ဇလန်းတွဲကိုအစာဆုံးကြည့်မယ်ဆိုရင် အိုက်ခန်းကပို့ပြီးတော့လူတွေရဲ့ရင်ထဲကိုထုံထုံထုံလို့ဖြစ်သွားစေပါဘာဇတန်းကဒီလိုဖြစ်ရမှာနော် ဟုတ်တယ်တကယ်တကယ်ကျွန်တော်ဒီကားလေးကိုလည်းကျွန်တော်ပအဝင်တရုတ်ဆောင်ထားတဲ့တရုတ်ဆောင်လေးနဲ့တော်တော်လေးအားရပါတယ်အဲကျွန်တော်တို့ဟိုဒါရိုက်တာကိုတိုးကြီးကလည်းကျွန်တော်တို့ဒါတကယ်ကိုဟိုကျွန်တော်တို့အပေါ်မှာတကယ်ဟို respect ရှိရယ် respect ရှိရယ်ဆိုတာထက်ကျွန်တော်တို့ကလည်းလုပ်ငန်းလုပ်တဲ့အခါမှာလည်းအလုပ်လုပ်တဲ့အခါမှာလည်းတူဖို့တူ respect ရှိရဲ့အခါမှာအာတိုင်တိုင်မြင်မြင်ရှိရဲ့အခါမှာဟိုအလုပ်တစ်ခုကပြီးမြောက်လွယ်တယ်အဲပြီးတော့ perfect ဖြစ်လွယ်တယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ကတော့ခံယူပါတယ်ဒါတကယ်ကိုကောင်းတဲ့ဒါညီကိုတွေပါပဲ ဟုတ်စင်းမော်ရောက်ပြီဆိုတာ ਨੇ ကျွန်တော်ကဟိုဟိုဟိုထွန်းနိုင်ဟိုကျွန်တော်ဝင်သွားရယ်ပေါ့နော်စိတ်ဝင်သွားရယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဇလန်းတွဲကိုကျွန်တော်ရိုက်မယ်ဆိုတဲ့အချိန်မှာကျွန်တော်ဇလန်းကိုနှစ်ခေါက်သုံးခေါက်လောက်ကျွန်တော်ဖတ်တယ်ဖတ်ပြီးရဲ့ချိန်ချိန်မှာပဲထွန်းနိုင်ဒီဘလူခန်းစားရလဲဘလူဖြစ်လဲဆိုတာကိုကျွန်တော်ကအလို့ရတယ်လို့ရနေရအဲ့တော့ဘယ်ခန်းကိုရိုက်မှာလဲဆိုလို့ရှိရင်ဒီခန်းရိုက်မှာဆိုလို့ရှိရင်ကျွန်တော်ထွန်းနိုင်စိတ်ကိုပဲတွင်းလိုက်တာထွန်းနိုင်ဒီဟို ဟိုဘယ်လိုခေါ်မလဲဒီဇလန်းမှာငိုရမီဆိုတော့မငိုရဘူးငိုရမီဆိုတဲ့ဟာတွေကိုကျွန်တော်ခေါင်းနဲ့သိမ့်မထဲဘူးကျွန်တော်စီမျောလိုက်တဲ့ခါမှာဒီ dialogue တွေပြောပြီးတော့ဒီဇန်းဝင်ငန်းကိုစီမျောလိုက်တဲ့ခါမှာမျက်ရည်ကျရင်လည်းကျသွားတာပဲအဲ့တော့ဟို ဟိုဟိုဘယ်လိုခေါ်မလဲရိုက်ကူးရေးပြီးစီးသွားတဲ့အခု edit တွေပါပြီးပရိသတ်ကိုပြတော့မယ့်အချိန်မှာလဲတကယ်ကိုဒါအပြင်မှာတကယ်ဖြစ်နေတဲ့အတိုင်းပဲတရုပ်ဆောင်နေရဲ့ဟာမဟုတ်ပဲနေတကယ်ကိုဒါဟိုကြည့်ရမယ်ပေါ့ခန်းစားရမယ်ပေါ့ပရိသတ်တွေအတွက်ကဟုတ်အဲ့တော့ဒီမျက်နှာရည်နဲ့ဒုနှာရည် section ကိုအတင်ပဲလားเออนอกจากเปียนบ่อ๋อบ่เนาะโหจนว่าเลยไอ้อะไรนี่กูจนว่าเปียวเลยเหมี่ยเปียวเลยสุดาก็เลยไอ้ ဇက်ကားတွေက character ကိုမုံပြီးတော့အပြင်ကဟိုကျွန်တော်ကို chip အဲ chip ပေးတာကိုကျွန်တော်ကပြောတာအဲ့ဒါကိုပို့ပြီးတော့တန်မိုးထားတာဇက်ကားတွေမှာ chip ရဲ့ chip လို့ chip ဖို့ကောင်းအောင်ကောင်းပြရတယ်အရန်ကြီးလိမ်မာပြရတယ်အဲဆိုလို့ဆိုတာကို chip တာထက် မုံစရာ ကောင်းပါတယ်ဆိုတော့ဒီတိုင်အောင် chip နေပါတယ်ဆိုတော့ဟာကျွန်တော်သဘောကျတာအဲ့လိုစိုးတာပေါ့နော်ကျွန်တော်အဲ့လိုပဲအဲ့လိုကျွန်တော် အဲ့လိုပဲစိုးတာလေးကိုချစ်နေရချစ်နေရချစ်နေရပါတယ်ဆိုတာလေးကိုတန်ဖိုးထားတာခက်ခဲရှိခဲ့တယ်ကျွန်တော်အခက်ခဲရှိခဲ့တယ်အခက်ခဲရှိခဲ့တယ်ဆိုတာလေးဒါပေမဲ့အဲ့ဒါလေးကျွန်တော်ကြိုပြီးတော့တောင်းပန်ခြင်းနေဒါကျွန်တော်ဟိုချစ်ရတဲ့ပြိသက်တွေရောပေါ့နော်ဒီလိုင်းလေးကြာပန်းရွှေကြာဇလန်တွဲမှာဆိုလို့ရှိရင်ကျွန်တော်ကအသက်ကို2ရွယ်3ရွယ်လောက်ထိအဲဆယ်နှန်းចောင်းသားဘဝလေးရယ်ပြီးတော့တက္ကသိုလ်ចောင်းသားဘဝရယ်ပြီးတော့တကယ်ကိုလေးဘဝလောက်ဖြစ်မယ် လေးလေးရွယ်လောက်ဖြစ်မယ်ပြောတာကလေးလေးငယ်ငယ်လေးမွေးကစားအရွယ်လေးရယ်ပြီးရင်ကလေးတွေဒါဖုံးမင်းနေလာတော့အရွယ်ရောက်သွားတဲ့အထိအရွယ်အထိရယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးအသက်အရွယ်ကို၄ခုလောက်ကျွန်တော်ချင်းရတယ်ချင်းရတဲ့အခါမှာလဲကျွန်တော်တို့ကဒါအချင်းဟိုငှဲ့ကွက်တော့အပြင်ကျွန်တော်တို့အခက်အခဲလေးတွေရှိတာကလေဟိုကျွန်တော်တို့ဥမာဒီနေ့ တရက်လုံးကဒီခလေးသက်ကြီးတဲ့အရွယ်ဆိုတဲ့ဟာမျိုးကြီးပဲရိုက်ရတာမဟုတ်ဘူးကျွန်တော်တို့ကလေမနက်ပိုင်းကိုဒီဟာလေးရိုက်တယ်ဆိုရင်ချက်ချင်းညနေပိုင်းဆိုလို့ရှင်ကျွန်တော်ဟိုတက္ကသိုလ်ကျောင်းသားဘဝကိုပြင်ရောက်ရောက်သွားတာဆိုတော့လေအဲ့ဒီမှာကျွန်တော်အချိန်လေးကိုဟိုဟာဟိုကကျွန်တော်မိတ်ကပ်ကိုကျွန်တော်ဦးစားပေးပြီးတော့ကျွန်တော်တို့လုပ်ရတယ်ပြီးရင်နောက်တစ်ခုက mood ပေါ့နော် ဟို mood ဆိုတာဒီအသက်40ကျော်အရွယ်30ကျော်အရွယ်ဆိုလို့ရှိရင်ဘလိုမျိုးသူ့ရဲ့စိတ်နေစိတ်ထားရင်းချက်မှုကဘလောက်နေထားဆိုတာတွေကျွန်တော်တို့ကအာပြန်ပြီးချင်းချိန်ရတာပေါ့အဲ့မှာလဲကျွန်တော်ဟိုအသက်နိုင်ဆုံးတော့ကျွန်တော်ချထားပါတယ်ယုတ်ကဒါပေမဲ့လည်းလေဟိုဟိုကျွန်တော်ရဲ့လိုအပ်မှုလို့ပဲကျွန်တော်ပြောရမှာပေါ့နော်နည်းနည်းလေးအဲ့လိုမျိုးဟိုပရိသတ်တွေမျိုးလုံးတွေမှာ မတူးဆိုလို့ရှိရင်လေကျွန်တော်အဲနားလဲပြီးပါလို့အဲ့ဒါကိုတော့ကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်အကောင်းဆုံးတော့ကျွန်တော်ရုပ်ချပြီးတော့ရိုက်ထားပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ငါညမလေးဒါရီကရုပ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ညမလေးဒါတို့ဘယ်ချိန်မဆိုကျွန်တော်ပွဲပဲရှိရှိဟိုနော်ဒီလိုမျိုး pressure တွေပဲရှိရှိအမြင်နဲ့လာပြီးရညီမလေးတွေပါကျေးဇူးတင်ပါတယ်။ဟိုကောင်းမြတ်ဆန်ဖြစ်နေလို့ကြိုက်တာပါ။တကယ်ရှိဖို့ကောင်းတယ်တို့လေးရတကယ်ရှိဖို့ကောင်းတယ်။